်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်တပ်ကုန်းမြို့နယ်ရှိညောင်ပတ်ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့များမီးရှို့ရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်နေပြည်တော်တပ်ကုန်းမြို့နယ်ရှိညောင်ပတ်ရဲကင်းစခန်းကိုတော်လန်ရေးတပ်ဖွဲ့များမီးရှို့ရှင်းလင်းခဲ့ကြောင်း OPRF PLA အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုများထံမှသိရပါတယ် အောက်တိုဘာ9ရက်နေ့ည9:25မိနစ်ခန့်တွင်နေပြည်တော်တပ်ကုန်းမြို့နယ်ညောင်ဘက်ကျေးရွာရှိညောင်ဘက်ရဲကင်းစခန်းကို OPRF PLA အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုကဝင်ရောက်မိရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်အဆိုပါရဲကင်းစခန်းတွင်2023ခုနှစ်နှစ်လယ်ပိုင်း၌အကြံဖတ်စစ်ကောင်စီတပ်သားများလီလာကျော်ကြောင်ဝင်ရောက်တပ်ဆွဲနေထိုင်ခဲ့သောရဲကင်းစခန်းတစ်ခုဖြစ်ပြီးလက်ရှိတွင်အကြံဖတ်စစ်ကောင်စီတပ်သားများတပ်ဆွဲနေထိုင်ခြင်းမရှိတော့ကြောင်းသိရပါသည် မြောင်ပတ်ကြီးရွာရှိစာတင်ကျောင်းနှင့်ဖုံးတော်ကြီးကျောင်းတို့တွင်အကြံဖက်စစ်ကောင်စီတပ်သားများကသား6စီးဖြင့်ရောက်ရှိနေပြီးစစ်တပ်မှအင်အားများထပ်မံဖြည့်တင်းရန်ကြိုးစားနေကြောင်းသိရပါသည်။ဆက်လက်ပြီးဒီပေရင်မျိုးပေါ်ရှိစစ်တပ်တပ်ဆွဲထားသောနေရာကိုအနီးကပ်ဝင်ရောက်ပြီးဖောက်ခွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။စကိုင်းတိုင်းဒီပေရင်မျိုးပေါ်ရှိအကြံဖက်စစ်တပ်တပ်ဆွဲထားသောနေရာကိုအနီးကပ်ဝင်ရောက်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းဒီပေရင်အခြေစိုက်အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကသတင်းဌာနကိုပြောပါရသည်။ အောက်တိုဘာလ6ရက်နေ့ညပိုင်းတွင်ဒီဘဲရင်မြို့ပေါ်၌တပ်ဆွဲထားသောအကြံဖက်စစ်သားများရှိရာနေရာကိုတော်လန်ရေးတပ်ဖွဲ့များကအနီးကပ်ဝင်ရောက်မိုင်းထောက်ပြီးနောက်ရင်းနှီးည10နာရီနဲ့12နာရီခန့်တွင်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်အကြံဖက်စစ်တပ်မှထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းမိုင်းထောင်ပြီးတော်လန်ရေးတပ်ဖွဲ့များပြန်လည်ဆုတ်ခွာလာချိန်တွင်အတိအကျမရှိကြောင်းသိရပါသည်။ရင်းတိုက်ခိုက်မှုသည်ကြာဆုံးခဲ့သောတော်လန်ရေးရဲဘော်များကို ခုံပြူသောအနေဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဒီဘရင်အခြေစိုက်အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြပါရယ်။ကြာဆုံးရဲဘော်တွေကိုဂုံပြူတဲ့ထိမ့်မှတ်ဖြစ်သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ဒီဘရင်မြို့တွင်မှရှိတဲ့စစ်ခွေးတွေကိုအနီးကပ်ဆုံးမိုင်းဝင်ထောင်ပြီးတော့လာပြင်းညမှာအတန်တပိတ်ပြုလုပ်တာပေါ့။ခွေးတွေနဲ့အနီးကပ်ဆုံးနေရာအထိကိုကင်းယူသွားထောင်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တာပါဟုဒီဘရင်အခြေစိုက်အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကဆိုပါရယ်။ အဆိုပါတိုက်ခိုက်မှုကိုဒီပေရင်တိုက်နယ်တစ်တိုက်ခိုက်ရေးလှုပ်ရှားအဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးဒီပေရင်မြို့ပေါ်ရှိအကြံဖက်စစ်တပ်တပ်ဆွဲထားသောနေရာများကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းအသိပေးပြောဆိုထားပါသည်။ဆက်လက်ပြီး6လအတွင်းအလင်းဝင်နှင့်စစ်တုံးပန်း2000ကျော်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။2025ခုနှစ်6လတာအတွင်းအလင်းဝင်နှင့်စစ်တုံးပန်း2000ကျော်ရှိပြီဖြစ်ကြောင်းပြည်သူ့ပန်းတိုင်ကသတင်းထုတ်ပြန်ထားပါသည်။ စကားမစစ်ကော်မရှင်တွေရဲ့ရွေးချယ်စရာမရှိတဲ့အကောက်ကြံဖွဲ့ကြီးရွေးကောက်ဖွဲ့ကအောက်ခြေနင်းပြားတွေရဲ့ဘဝကိုဘာမှပြောင်းလဲမပေးနိုင်တာခရုတ်ချင်းနဲ့အိမ်မက်စိုးမှတ်နေရတဲ့ကြံရဲဖော်တွေတည်တင်းကြပါပြီဟုပြည်သူပန်းနိုင်ကဆိုပါတယ်စစ်ကော်မရှင်ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များဤယာတူးအချို့လဲသတင်းများနဲ့အပြိုင်အောက်ခြေစစ်သားများဤပြည်သူ့ဘက်အလင်းဝင်ကူပြောင်းမှုသတင်းများကလည်းအစင်လာမပြတ်ရှေးဆက်နေကြဆဲဖြစ်ကြောင်းဆိုပါတယ် တော်လိုင်းရင်အားစုတွေအနေနဲ့စစ်တပ်ကစစ်မှုရန်တပ်သားတွေစုဆောင်နေတာကိုမချေဖြတ်နိုင်သေးဘူးဆိုတော့စစ်သားတွေအလင်းဝင်လာအောင်ထိရောက်အားကောင်းတဲ့ဖြူဟာတွေချပြီးတေချာအားစိတ်လှုပ်ဆောင်ကြဖို့လိုမယ်ဟုနေဆက်ဒေတာအခြေစိုက်စီဒီယန်အရာရှိတအူကသတင်းဌာနကိုပြောပါရယ်စက်တင်ဘာစထုတ်ရဘတ်အတွင်းစစ်မှုရန်တပ်သားတွေ14ဦးအလင်းဝင်လာပြီးစစ်တုံးဘတ်အဖြစ်ဖမ်းဆီးရမိသူ17ဦးရှိကြောင်းပြည်သူ့ပန်းနိုင်ကထုတ်ပြန်ပါရယ် စစ်ကော်မရှင်ကလစဉ်အာဓမစူဆောင်ရရှိသည့်စစ်မှုတန်းအရေးအတွက်သည်ခံမှန်းသည့်ထက်ပိုမှုများကြားပြီးအလင်းဝင်နှင့်ထွက်ပြေးလွတ်မြောက်လာသူရာဂိုင်းလုံးအနေငယ်သာရှိကြောင်းမြန်မာစစ်ဘက်ရေးရနှင့်လုံခြုံရေးဆိုင်ရာလီလာရေးအဖွဲ့ MDSI ကသတင်းထုတ်ပြန်ထားပါသည်စစ်တိုက်ဝါဒဖြန့်ချိန်ချမှုများကိုယုံကြည်ကြောက်ရွံ့ခြင်းတော်လိုင်းရေးတက်ဖွဲ့များထံမြည်သို့ဆက်သွယ်ရမည်ကိုမှတ်တည်ခြင်းဆက်သွယ်ရန်မလွယ်ကူခြင်းနှင့်တရင်အချက်လက်ရရှိသိရှိမှုနှေးပါခြင်းများကစစ်မှုတန်းတပ်သားများထွက်ပြေးလွတ်မြောက်ရန်ခက်ခဲနေသည့်အဓိကအကြောင်းရင်းများဖြစ်ကြောင်း MDS ဆိုင်ကသုံးသပ်ပါရယ်ဆက်လက်ပြီးလေးခေကော်တိုက်ပွဲအတွင်းစကားစတရားခန့်အသေးဆုံးထိခိုက်မှုရှိလာဟုချက်တဲ့စစ်ကြောင်းထုတ်ပြန်စစ်မှုထမ်းတပ်သားအများအပြားသေဆုံးနေပြီးလက်နက်နဲ့အလင်းဝင်လာသူများရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါရယ်ကရင်ပြည်နယ်မြဝတီမြို့နယ်လေးခေကော်မြို့မှာအကြံဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တရားခန့်သေဆုံးထိခိုက်မှုရှိနေတယ်လို့ချက်တဲ့စစ်ကြောင်းကအောက်တိုဘာလ9ရက်မှာထုတ်ပြန်ပါရယ် လေကိကော်မျိုးတက်မှာတိုက်ပွဲတွေနေ့စဉ်ပြင်းထန်လျက်ရှိပြီးဒေါ်လန်ရေးတက်ခွဲတွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးသူ၁၀၀ခန့်ရှိလာပြီးပြည်သူစစ်တပ်သားပတ်စတွေအများအပြားကြာဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။အကြံဖက်စစ်တပ်ကပြည်သူတွေကိုအထမခေါ်ယူစုဆောင်းနေပြီးအတင်းအကျပ်ပေါ်တာဆွဲခံထားရတဲ့ပြည်သူစစ်မှုထမ်းတွေကိုစစ်အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နိုင်ဖို့အသုံးပြုနေတယ်လို့ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ယူဟာ30နှစ်ထံသို့စစ်ကောင်စီစစ်ကြောင်းမှလက်နက်နှင့်တကွာအလင်းဝင်သူတွေရှိပြီးထပ်မံအလင်းဝင်လာမဲ့သူတွေကိုလည်းချိုးဆိုလျက်ရှိတယ်လို့ကြက်တဲ့စစ်ကြောင်းကအသိပေးထားပါတယ်စစ်ကောင်စီဘက်မှလေကြောင်းမီးပညာဖြင့်ဒရုန်းတွေမစ်ဆိုင်ဒုံးကျည်များလက်နက်ကြီးဖြစ်ကူအမြောက်များနဲ့လေကိတ်ကော်မျိုးတွင်တို့နေ့စဉ်အဆက်မပြတ်ပစ်ခတ်တိုက်ခတ်လျက်ရှိတယ်လို့ဖော်ပြထားပါတယ် KNU KNLA ယူဟာအမှတ်30နှစ်ကြက်တဲ့စစ်ကြောင်းကော်ဘရာစစ်ကြောင်းဖီနွန်စစ်ကြောင်း Justice Soda စစ်ကြောင်းမဟာမိတ်ပူပေါင်းစစ်ကြောင်းတွေကတိုက်ခိုက်လျက်ရှိတာဖြစ်ပြီးတိုက်ပွဲတွေနေ့စဉ်ပြင်းထန်လျက်ရှိတယ်လို့ကျတဲ့နဲ့စစ်ကြောင်းကအတည်ပြုထားတာဖြစ်ပါတယ်။ဆက်လက်ပြီးရွှေဘုံမှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာတက်ကြည်ကြီးအပစကစ9ဦးသေဆုံးပြီး၄ဦးအရှင်မီတော်လန်ရေးရဲဘော်2ဦးကြာဆုံးခဲ့ပြီးစကစလက်နက်ကြီးကြောင့်ကိုရင်၄ပါးပြန့်လွန်နေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စကိုင်းဒေသရွှေဘုံမြို့မှာထွက်လာတဲ့အကြံဖက်စစ်ကောင်စီစစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကအောက်တိုဘာ၂ရက်မနက်ပိုင်းမှာတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ချက်ကြီးတအုပ်အပါဝင်ခုနှစ်ဦးသေဆုံးပြီးတပ်ချက်ကြီးတအုပ်အပါ၄ဦးအရှင်ဖမ်းမိခဲ့တယ်လို့သိရပါတယ်တောင်ဘက်မုတ်ပေါက်မှာအထိုင်ချထားတဲ့စကစအင်အား60ခန်းဟာရွှေဘုံမန္တလေးလမ်းပေရှိတာကနန်ကြီးရွာသို့မနက်9:00နာရီခွဲခန့်မှာစစ်ကြောင်းထိုးလာတာကြောင့်နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာတက်ကြည်ကြီးစံထွေးအပါဝင်9ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ တက်ချက်ကြီးတဦးနဲ့စစ်မှုထမ်းတပ်သား၃ဦးအရှင်ဖန်စီနိုင်ခဲ့ပြီး MA3 တလန်း MA1 တလန်း60မမပြောင်းလို့တလန်းကြီးပေါက်၃ခုလွဲကျဲချမ်းမတစုံ60မမဘုံသီးနှလုံး RPG ဘုံသီးနှလုံးနဲ့5.5စက်ကြီး129တောင်းတို့ကိုထိန်းစီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်တိုက်ပွဲဖြစ်ပွားနေစဉ်ရွှေဘုံမြို့ကာညာနာယုံနဲ့အမတ်နှစ်ထောက်ပို့တပ်တို့မှလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူပေးခဲ့ပြီးရွှေဘုံမြို့မဟာအောင်မြေဖုံကြီးကြောင့်အတွင်ဘုံသီးတလုံးကြားရောက်ပောက်ကွဲခဲ့တာကြောင့် ဟိုရင်၄ပါးပြန်လည်တော်မူခဲ့ပြီးတန်ဃာတော်ခုနှစ်ပါးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ရွှေဘုံမြို့နယ်တိုက်နယ်ကပကဖတိုက်ခိုက်ရေးအဖွဲ့တောဖို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နောက်တန်းတိုက်ကားကလူပြည်သူ့ကာကွယ်ရေးအဖွဲ့နေမြေကန်ပကဖအဖွဲ့များရွှေဘုံခရိုင်ညီနောင်တပ်ရင်း58 23 26 9806ဒုက္ကဋာဝီကန်နဲ့နေမြေကန်ရွှေဘုံခရိုင်တပ်ရင်းလေးတို့ကကူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးရေဘော်နှအူမြင့်မြတ်စွာကြာဆုံးခဲ့တယ်လို့သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဆက်လက်ပြီးရန်ကုန်မြို့မှာနှစ်လအတွင်းစစ်ကောင်စီရွေးကောက်ပွဲလှုပ်ဆောင်တဲ့နေရာ73ခုတိုက်ခိုက်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရန်ကုန်မြို့မှာပြီးခဲ့တဲ့ဩဂုတ်နဲ့စက်တင်ဘာနှစ်လအတွင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ခုန်ကြီးလှုပ်ဆောင်နေတဲ့နေရာ73ခုကိုရန်ကုန်မြို့ပြအဖွဲ့တွေကတိုက်ခိုက်ခဲ့ပါတယ်။လက်ရှိမှာရက်ကွက်အုပ်ချုပ်ရေးမှုတွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်အများဆုံးခုန်ကြီးပေးနေတာကြောင့်နှစ်လအတွင်းတိုက်ခိုက်ခံရမှုအများဆုံးကရက်ကွက်အုပ်ချုပ်ရေးမှုယုံတွေဖြစ်ပါတယ်။ တိုက်ခိုက်မှု73ကြိမ်မှာလူနေ6ခုကရွက်ကွက်အုပ်ချုပ်ရေးမှုရှုံ9ရုံတိုက်ခိုက်ခံခဲ့ရပါတယ်။ကျန်တဲ့နေရာတွေကတော့လူဝင်မှုကြီးကြပ်ရေးရုံ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံ3ရုံ၊ရှင်ထိန်တပ်ဖွဲ့ရုံ3ရုံနဲ့ရဲစခန်းတို့ပါဝင်ပါတယ်။တိုက်ခိုက်မှုအများဆုံးပြုလုပ်ခဲ့တဲ့အဖွဲ့ကတော့ရန်ကုန်အာမီဖြစ်ပြီးတပ်ဖွဲ့ချင်းရောမဟာမိတ်တွေနဲ့ပူးပေါင်းတိုက်ခိုက်မှုပေါင်း9ကြိမ်ပြုလုပ်ခဲ့ပါတယ်။ကျန်တဲ့အဖွဲ့တွေအနေနဲ့အနောက်ပိုင်းခရိုင်ပကဖာက၄ကြိမ်မျိုးပြကြွက်နဲ့ Operation Flame က၃ကြိမ်စီ လာတာကြီးမြင့်နိုင်ညဥက္ကလာပပြည်သူ့ကာကွယ်ရေးအဖွဲ့ရင်းနဲ့ရန်ကုန် UG ပြည်ပအာမီတို့ကနှစ်ကြိမ်စီပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ကြာပြင်ရန်ကုန်အာမီအနေနဲ့လှဲကူးမျိုးတွေကရက်ွက်အုပ်ချုပ်ရေးမှုတအုပ်ကိုစေကောင်စီရွေးကောက်ပွဲအတွက်လှုံ့ဆော်တာတွေရတန်းကရက်ဖို့နောက်ဆုံးအကြိမ်သတိပေးခဲ့တာလည်းရှိပါတယ်။ဒီလိုတတိပေးရတာကပြည်သူတွေအပေါ်ဖိနှိပ်ခံရတဲ့အကြောင်းကိုတိုင်ကြားမှုတွေများတာကြောင့်တတိပေးစပေးပို့ခဲ့တာဖြစ်ပြီးမလိုက်နိုင်ရင်တော့အတိပေးထားတဲ့အတိုင်းအရေးယူသွားမယ်လို့ရန်ကုန်အာမေရဲ့တာဝန်ရှိသူကပြောပါတယ် ရွှေကောက်ပွဲအတွက်အားတက်သရော်လှုပ်ဆောင်နေကြတဲ့ကောင်တွေကိုစရင်အသေးစိတ်ပြုစုထားတယ်။တစ်ချိန်မဟုတ်တစ်ချိန်လုပ်နေတဲ့ကောင်တွေစီကျွန်တော်တို့အရောက်လာမယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ Operation Flame အဖွဲ့အနေနဲ့လည်းစစ်ကောင်စီရဲ့ရွှေကောက်ပွဲအတွက်ခူညီလှုပ်ဆောင်နေသူတွေကို Fire Power အထူးစစ်ဆင်ရေးလို့အမိပေးပြီးတိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။မျိုးပြအဖွဲ့တွေအနေနဲ့တိုက်ခိုက်မှုတွေကိုလက်ပစ်ပုံတွေမိုင်းတွေနဲ့အဓိကပြုလုပ်ခဲ့တာဖြစ်ပြီးထိခိုက်မှုတွေရှိပေမဲ့တရင်ဌာနအနေနဲ့တီးသန့်အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ရန်ကုန်မြို့ပြကစစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကိုပိုခံလာရတယ်လို့မတရားဖန်ဆီးအရေးယူမှုတွေလည်းပုံမှုလုံးဆောင်လာကြပါတယ်။မြို့ပြအဖွဲ့တွေရဲ့ပြောကြားချက်အရအုပ်ချုပ်ရေးမှုအများစုကလူမိုက်တွေမွေပြီးလူငယ်တွေကိုမတရားဖန်ဆီးကစစ်မှုတန်းအတွက်လိုအပ်တဲ့နေရာတွေကိုရောင်းစားတဲ့ဒူကုန်ကူးမှုတွေကိုပါလှုံ့ဆော်နေတယ်လို့သိရပါတယ်။မျိုးပြအဖွဲ့တွေအနေနဲ့ကတော့စစ်ကောင်စီရွေးကောက်ပွဲအတွက်အကူအညီတူတိုင်းကိုပြင်းပြင်းထန်ထန်တိုက်ခိုက်မှုလှုံ့ဆော်သွားမယ်လို့အချိန်ချင်းသတိပေးထားကြပါတယ်။ ပြည်သူ့ရဲ့အနေနဲ့လဲစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုတက်နိုင်တဲ့ဘက်ကစန့်ကျင်ကြဖို့မျိုးပြအဖွဲ့တွေကတောင်းဆိုထားပါတယ်စစ်ကောင်စီကတော့သူတို့ရဲ့ထွက်ပေါက်အနေနဲ့ရွေးကောက်ပွဲကိုအကောင့်ထည့်ဖို့နိုင်ဖို့သူတို့လက်အောက်ခံအဖွဲ့အစည်းတွေကိုဖိအားပေးလှုပ်ဆောင်နေတာပါပြည်သူတွေကိုလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစန့်ကျင်မှုမပြုလုပ်နိုင်ဖို့အတွက်ထောင်နဲ့တသက်တကြုံအထိချမှတ်နိုင်မဲ့ပုံမှားတွေနဲ့ချိန်ချောက်မှုတွေပြုလုပ်ထားပါတယ်ကြပါမယ်လေရန်ကုန်ကမြို့ပြအဖွဲ့တွေကတော့သူတို့စကားအတိုင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ကုညီနေသူတွေကိုတိုက်ခိုက်မှုတွေဇက်တိုက်လှောက်ဆောင်နေခဲ့ပါတယ် ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။